ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ24ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယုံပါဒီ channel လေးကမြေပြင်ဂျင်နရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဆုံးတင်ဆက်ပေးခြင်းတော့ကတော့မြန်မာပေါ်မှာတိုက်ပွဲတွေပြင်းထန်နေချိန်မှာနေဆက်လုံခြုံရေးကိုပုံမအောင်စိုက်တော့မဲလို့ထိုင်းစစ်တပ်ပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြန်မာဘက်မှတိုက်ပွဲတွေပြင်းထန်နေချိန်နိုင်ငံရဲ့နေဆက်ကိုခံခိုင်မာမာကာကွယ်စောင့်ရှောက်သွားမယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ထိုင်းစစ်တပ်အမတ်သုံးစစ်ဒေသဦးစီးဌာနကမြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်နဲ့နေနမိတ်ထိစပ်ရာထိုင်းနေဆက်တလျှောက်မှာလုံခြုံရေးပုံမှန်မြင့်တင်ပြီးကာကွယ်အစီအမံတွေမြင့်တင်ထားမယ်လို့လည်းဒေသခံတွေစီကနေပြောကြားခဲ့ပါတယ်။နေဆက်စီးနဲ့1ကီလိုမီတာလောက်အကွာမှာမြဝတီမြို့နယ်ထဲမှာတော့နိုဝင်ဘာလ22ရက်နေ့ကစလို့စစ်တပ်နဲ့ကရင်တိုင်းဒေသလက်နက်ကိုင်တော်လိုင်းအင်အားစုတွေ အပြင်းထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။ထိုင်းနိုင်ငံရဲ့တပ်ပြင်းတွေတက်ကမဲဆုတ်ခိုင်တိဒခံတွေကတော့နေဆက်တစ်ဖက်ချင်းကစီးရီးပြည်ပခတ်တွေကူးဆက်လာမှာကိုစိုးရိမ်နေကြပါတယ်။ထိုင်းတရင်ဌာနဘန်ကောက်ပို့စ်ရဲ့ဖော်ပြမှုမှာတော့မြောက်ဝတီမြို့နယ်တက်ကမင်းလက်ပံကြီးရွာတဝိုက်မှာကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာချောက်ဦးဆောင်တဲ့ဒွန်လိုင်းအင်အားစုတွေနဲ့အာနာသိန်းစစ်တပ်ရဲ့အမတ်၂၂စစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ပါရှိခဲ့ပါတယ်။ မင်းလက်ပန်းနေဆက်ကြေးရွာတစ်ခုဖြစ်ပြီးမဲဆောက်ခရိုင်တဲကမဲကိုကင်းကြေးရွာနဲ့တောင်ရင်မြစ်ချပြီးတရှိပါတယ်မြန်မာဘက်ကတိုက်ပွဲတွေအတွင်းမှာလမ်းကြောင်းချော်ပြီးကြောက်ရောက်လာတဲ့လက်နက်ကြီးကြီးတစ်ခုကမဲကိုကင်းကြေးရွာတွေကိုကြောက်ရောက်ခဲ့ပြီးအိမ်လေးလုံးနဲ့ပစ်ကက်ကတစ်စီးကိုအနေချင်းပျက်စီးစေခဲ့ပါတယ်အဲ့ဒီဖြစ်ရမှာထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေမဲ့ဒေသခံတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်ထိုင်းရဲ့အမတ်သုံးစစ်ဒေသဦးစီးအရာရှိဒုတိယပူဇော်ကြီး ဝူရာတက်ပွန်ညာနဲ့ဒေသခံနေကြဆောင်တက်လုံချုံယူနစ်ဖြစ်တဲ့နာရက်ဆွမ်တက်ဖွဲ့ကောင်းဆောင်ပူကျုံမိုင်းထရီချူပရီချာတို့ဟာနိုဝင်ဘာလ23ရက်နေ့ကမေကိုကင်းယော်ရက်တီတွားရောက်ပြီးလက်နက်ကြီးထိမှတ်တဲ့နေရာတဝိုက်ကိုစစ်ဆီးခဲ့တယ်လို့နေဆက်လုံချုံအစီအမံတွေတိုးမြှင့်ပေးထားမဲ့အကြောင်းယွာသားတွေစီမံအာမခံခဲ့ကြပါတယ်ဒုတိယပူကျုံကြီးပွန်ညာကမြန်မာဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းမှာကြီကြတာရပ်ပိုင်းတွင်ဒုတိယအကြိမ်ဖြစ်လာတာကြောင့်စိုးရိမ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ် နိုဝင်ဘာလ23ရက်နေ့ထိအချိန်အရ KNU ဟာမင်းလက်ပံရွာတွေကိုထိ ंछ ုပ်ထားစေဖြစ်တယ်လို့လဲ Bangkok Post သတင်းစာကဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နိုင်ရီကန်ကိုထိုးစစ်ဆင်နေတဲ့စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်းတမိုင်ကျော်လောက်ထိနောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ဆိုခဲ့ပြီးရည်ဒီနဲ့ချပေးတဲ့လက်နက်နဲ့ရေခါတချို့အေးသိမ်းဆေးရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်အရခတ်တတော် AA ကဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အမ်ဘရန်လမ်းပေါ်ကနရီကန်လေးချောင်းရဲ့ကာကွယ်စခန်းကိုစစ်ကူတက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းဟာရှေ့ကိုတိုးမရောက်တဲ့ပြင်ရောက်ရှိနေရနေရမြတ်မှနောက်ကိုစုပ်ပေးလိုက်ရတယ်လို့စစ်မီပြင်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ကိုကြီးဘက်ကိုတက်လာတဲ့အင်အား150ပါတဲ့စစ်ကြောင်းကိုကြီးကိုမရောက်တဲ့ပြင်နောက်ကိုတမိုင်ကျော်လောက်ပြန်ဆုတ်သွားခဲ့ရတယ်။စစ်တပ်ကလေးချောင်း drone နဲ့မြေပြင်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူတာတိုက်မနိုင်ဘူးဖြစ်နေတယ်လို့ပြောပါတယ်။ လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူများနဲ့ကိုကြီးကြီးရွာကိုထိုးဖောက်ဝင်ရောက်ရန်စစ်ဆင်နေတဲ့ကိုကြီးရွာမှနောက်ဖက်ကိုတမိုင်ကျော်ခန့်နောက်ဆုတ်သွားခဲ့ရပြီးအဆိုပါနေရာမှာလည်းတိုက်ပွဲများဆက်ဖြစ်နေတယ်လို့ပြောပါတယ်။အလားတူနေရီကန်တံပေါ်ကိုယခုလပထမပတ်ထဲကလန်ဟောင်ဘက်ကနေပြန်လည်ထိုးစစ်ဆင်လာတဲ့အင်အား150ခန့်ပါစစ်ကြောင်းဟာလည်းရှေ့မတိုးနိုင်ပဲနောက်ဆုတ်သွားခဲ့ရပြီလို့ဆိုပါတယ်။ဒီစစ်တပ်စစ်ကြောင်းကအင်အား150လောက်နဲ့စစ်ကြောင်းထိုးတာ။ ။ဗစီယောနဲ့မိုင်ဝက်ခန့်တာဝေးတဲ့နေရာကိုရောက်ခဲ့တာအခုသူတို့ရောက်တဲ့နေရာကနေတက်လှမ်းပြီးနောက်ဆုံးနေရာလေးလို့ပြောပါတယ်။၎င်းစစ်ကူလာတဲ့စစ်ကြောင်းတွေအားနောက်ဆုံးသွားခဲ့ပေမဲ့လည်းတိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကလည်းနေရောညပါလေကြောင်းမှကြက်တိုက်လေရင်များဝိုင်းတွင်းများနဲ့အဆက်မပြတ်ဘုံကျဲနေတယ်လို့သိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဒူးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကိုအေအေနဲ့မဟာမိတ်တပ်ဖွဲ့တွေကအပြင်းထန်ပိတ်ဆို့ပြီးချိန်မုံတိုက်ခိုက်ပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုစစ်တပ်ကလေရင်တွေနဲ့ဘုံကျဲတော့တိုက်ပွဲကပိုပြင်းထန်နေပါတယ်လို့ပြောပါတယ်။တခြားတစ်ဖက်မှာလည်းနိုင်ငံလေးကျောင်းရံကာကွယ်စခန်းကုန်းကိုအေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်လက်နက်နဲ့ရဲခါများပြက်လန့်နေတဲ့ဖြင့်လေရင်ပေါ်မှာလေဒီနဲ့ချပိတ်ရမှာတချို့အထုပ်တွေကိုအေအေကတင်စေရမိခဲ့တယ်လို့သိရှိရပါတယ်။မနေ့ကနိုင်ငံစခန်းကိုဝိုင်းအိတ်လေရင်အမျိုးအစားနဲ့လီကျောင်းကနေလေဒီတွေနဲ့လက်နက်ခေယံစားနေရိတ်ခါလာချပေးတယ် တချို့ကိုအေအေကတင်စီရမိပါတယ်။နေ့လယ်ဘက်ချိန်မှာစစ်ကောင်စီလေးချောင်းကနေပစ္စည်းလာချပေးတာပါလို့ဆိုပါတယ်။စစ်တပ်ဘက်မှစာနယ်ရေးကအထူးချပေးနေစဉ်အေအေကလက်နက်ကြီးများနဲ့ပစ်ကတ်မှုများပြုလုပ်ခဲ့ပေမဲ့လည်းထိခိုက်မှုကိုတော့မသိရှိရသေးဘူးလို့ဆိုပါတယ်။၎င်းပြင်အရခတ်တက်တော်မှနေရီကန်လေးချောင်းရံကာကွယ်စခန်းကိုလက်နက်ကြီးများနဲ့လှမ်းပြီးပစ်ကတ်မှုပြုလုပ်နေတဲ့အတွက်အဆောင်နဲ့အဆောင်တချို့ပြိုပြက်မှုများလည်းရှိနေတယ်လို့သိရှိရပါတယ်။တိုက်ပွဲများနေစဉ်ရက်ဆက်ဖြစ်ပွားနေတဲ့အတွက် ဘုံတံလက်နက်ကြီးတံများကိုခံနေရ၍တိုက်ပွဲဖြစ်ပွားရာနေရအနီးဝန်းကျင်မှလှိုင်းရွာပစီရွာနောင်ရွာကုကြီးရွာအပါအဝင်ကြီးရွာပေါင်း၁၀ရွာနီးပါးမှာလည်းပျက်စီးသွားကြရပြီလို့ဒေသခံတအူးကပြောပါတယ်အေဘမလက်နက်ကြီး drone sniper နဲ့တိုက်ခိုက်နေမှုကြောင့်စကန်တွင်မှာရှိတဲ့အဆောင်အစ်တချို့နဲ့အဆောင်ကိုပျက်စီးရုံသမကတပ်ဖွဲ့ဝင်အချို့လည်းတိုက်စုံမှုရှိနေတယ်လို့တော်လန်ကြီးနဲ့နီးစပ်တဲ့သတင်းရှိမြန်မာတစင်သိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့ NLD အစိုးရရဲ့မစ်စင်းများမှားယွင်းနေတယ်လို့ပထမဆုံးလိမ့်လေခဲ့တဲ့တောင်းအီကကြံ့ဖို့အမတ်လောင်းများတာမန်မဟုတ်ဘူးလို့ကြွေးကြော်ခဲ့ပြီးကြံ့ဖို့အမတ်လောင်းများမှာစစ်အရာရှိဟောင်းမဘာတာအစွန်းရောက်အမျိုးသားရေးတမများအပါအဝင်သဘောထားတင်းမာသူအများစုပါဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။2020ရွေးကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့တဲ့ NLD အစိုးရရဲ့မစ်စင်းများမှားယွင်းနေတယ်လို့ပထမဆုံးလိမ့်လေတင်ပြခဲ့တဲ့ကြံ့ဖို့ပါတီမှတောင်းအီက 2025ခုနှစ်ရွေးကောက်ပွဲဝင်မဲ့ကြံ့ဖော့အမတ်လောင်းတွေဟာတာမန်မဟုတ်ကြောင်းနိုဝင်ဘာလ22ရက်နေ့မဲဆွေစည်းရုံးပွဲမှာကြွေးကြော်ပြောဆိုပါတယ်။ကြံ့ဖော့ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရမှာတာမန်မဟုတ်ပဲလွတ်တော်များအတွက်စံထားရွေးချယ်သူများဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအနေနဲ့တန်တရားရှိရမလို့ပဲမဲပေးကြဖို့တောင်းအေးကမဲဆွေစည်းရုံးပွဲမှာထုတ်ပြောလာပါတယ်။ကတိကဝတ်လုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့ ဖွန်နိုင်တဲ့လူတွေကိုပဲကိုယ်စလဲဖြစ်နေရွေးထားတယ်လို့ကျွန်တော်ပြောချင်တာဒီကိုယ်စလဲတွေဟာတာမမဟုတ်ဘူးတိုင်းနဲ့ပြည်နယ်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်အကုန်လုံးမှအဲ့ဒီလိုစံထားပြီးတော့ရွေးထားတာဖြစ်တယ်လို့အသိပေးချင်တယ်ဒီကိုယ်စလဲတွေကိုယုံယုံကြည်ကြည်တောင်းဝန်ပေးအပ်နိုင်တယ်တန်တရားရှိစရာမလိုဘူးလို့ချက်ဖို့ပါတီရဲ့အထွေထွေအတွင်းရင်မူပျော်ပွဲမြို့နယ်ပြည်သူလွတ်တော်ကိုယ်စလဲလောင်းတောင်းအေကဆိုပါတယ်ကျန်းဖို့ပါတီကတတ်မှတ်ပြထန်းထားတဲ့ဂရိကဝတ်လုပ်ငန်းစဉ်များကိုလုံနိုင်ရန် ကိုယ်စလေလောင်းရွေးချယ်ရမှာသက်ဆိုင်ရာကန္တအလိုက်ကျွင်းကျင်တဲ့ပညာရှင်တွေကိုအစစ်အစင်ရွေးချယ်စီစစ်ဆောင်ရွက်ခဲ့ကြောင်းနိုင်ငံတော်ရှေ့ဆက်သွားမဲ့လုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အရေးချင်းရှိသူများဖြစ်ကြောင်းတောင်းအေးကဆိုပါတယ်ကြက်ဖို့ပါတီမှတောင်းအေးကထို့သို့ပြောဆိုပေးမယ်လဲလက်တွေ့မှာတော့ကြက်ဖို့ပါတီကိုယ်စလေလောင်းများမှာစစ်ပတ်အရာရှိဟောင်းများစစ်တပ်အတိုင်းဝိုင်းနေမှစစ်တပ်နဲ့ဆက်ဆက်နေသူများမဘာသာများအမျိုးသားရေးအမိတက်ကိုဂျူးသမားများပါဝင်နေကြောင်း အထူးသဖြင့်နိုင်ငံရေးအရာကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဲ့သို့သောသဘောထားတင်းမာသူအများစုမှာအမတ်လောင်းအဖြစ်ကြံ့ဖို့ပါတီကိုစားပြုရွေးကောက်ပွဲဝင်နေကြကြောင်းကြံ့ခိုင်ပါတီတရင်ရင်မြစ်ကဆိုပါတယ်ရန်ကုန်ကဲ့သို့တရင်ဌာနကစစ်စစ်ကြအရာကြံ့ဖို့ပါတီအမတ်လောင်းများမှာရန်ကုန်တိုင်းမြို့သားလွတ်တော်မှာဝင်းရောက်ရှင်ပြိုင်မဲ့အေးပိုင်ကဲ့သို့သောအစွန်းရောက်မဘာသာများဒလမျိုးနဲ့မှဝင်းရောက်ရှင်ပြိုင်မဲ့မပါသားနဲ့အစွန်းရောက်အမျိုးသားရဲ့လှုပ်ရှားမှုများရဲ့ဘန်နာတိန်စစ်ထောက်လမ်းရေဟောင်းတန့်စင်ကျော် ဘူးလက်လဆွေမင်းကင်မောင်မြင့်စစ်တပ်နဲ့မဟာမိတ်စီးပွားရေးတမတချို့ပါဝင်တာကိုစစ်စစ်တွေ့ရှိရပါတယ်အထူးသဖြင့်ချက်ဖို့ပါတီဘက်မှရွေးကောက်ပွဲဝင်မဲ့သူများနဲ့ဥဆောင်သူများမှနိုင်ငံရေးအရာတစ်ဖက်ကိုတစ်ဖက်အပြက်ရှင်းရမယ်ဆိုတဲ့နိုင်ငံရေးယက်တီချက်သဘောထားရှိသူများကဥဆောင်နေတယ်လို့ကြန့်ခိုင်ပါတီတရင်ရင်းမြစ်ကဆိုပါတယ်။ကြက်ပေါ်ပါတီမှတောင်းရင်ဟာအလွန်သဘောထားတင်မာတဲ့စစ်ဘူဂျုံတူဖြစ်ပြီး NLD အပြက်သက်အနိုင်ရရှိခဲ့တဲ့2020ခုနှစ်ရွေးကောက်ပွဲမှာ မင်းစီးများမှောင်ရင်တဲလို့ဆိုကစစ်တပ်ကိုခေါ်ယူပြီးညာရင်းချင်းစစ်ဆေးခဲ့သူဖြစ်ပါတယ်။၎င်းရှုံနေခဲ့တဲ့ပျော်ပွဲမင်းစီးရင်တွေကိုတရားမဝင်စစ်ဆေးခဲ့ပြီးမင်းစီးများမှောင်ရင်တဲလို့ဆိုကအကြပ်ဖက်မင်းအောင်လိုက်ထံကိုလိမ့်လေတင်ပြခဲ့ပါတယ်။တောင်းရင်ဟာပျော်ပွဲမင်းစီးများမှောင်ရင်တဲလို့ဆိုပြီးနေပြည်တော်စီယုံချုပ်တက်မတော်ကြီးရည်လေးကွန်ပျူတာဌာနမှုယုံကကကောမဌာနမှုပုံမှုချုပ်မြင်းမင်းဦးနဲ့ပူပေါင်းပြီးမင်းစီးများကိုတန်းချီမှောင်ရင်တဲလို့ဆိုကလှုပ်ဆက်ခင်းခဲ့ပါတယ်။ မင်းအွန်လိုင်းကိုစစ်အာဏာသိမ်းရင်တိုက်တွန်းခဲ့သူတွေထဲမှာတောင်အေးကအတိကအခန့်ကဏ္ဍမှာပါဝင်ခဲ့ပါတယ်။တောင်အေးဟာတန်ရွှေလက်ထက်ရခိုင်ပြည်နယ်တိုင်းမှုဘိုးချုံဟောင်းတူဖြစ်ခဲ့သူလည်းဖြစ်ကြောင်းတောင်အေးမှာစစ်တပ်ကတူအပတ်စဉ်20ကို1994ခုနှစ်မှာစတင်တက်ရောက်ခဲ့က1996ခုနှစ်မှာပြန်တန်းဝင်အရာရှိဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။စစ်တပ်မှာရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့တိုင်းမှုတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ကြောင်း စစ်တမဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့အငိမ့်စာယူခဲ့သူလည်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဝန်တွင်မြင့်တယ်မှာကျက်ဖို့ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်းဒါနဲ့ထိုးခံရပြီးတည်ဆုံးခဲ့ကပလုံးမှာလည်းမြို့နယ်ကျက်ဖို့ပါတီဥက္ကဋ္ဌနေအိနဲ့အုတ်ချုပ်ရင်မှုယုံမိရှုခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းဝန်တွင်မြင့်တယ်မှာကျက်ဖို့ပါတီမဲဆွယ်စီယုံရေးအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဇေဝဲထွက်တဲ့ ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးဓာတ်နဲ့ထိုးခံရပြီးသိဆုံးသွားကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:00ခန့်မှာဝန်ထရီမြို့နယ်တနက်ခါတော့ကြီးရွာအုပ်စုအတွင်းကျန်းဖို့ပါတီမဲဆွေစီယုံရီအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးဝယ်ထွက်တဲ့ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးကိုအမည်မသိလူတစုကကျွတ်ကန်ရွာကံပေါ်မှာဝင်းရောက်တက်ခဲ့ရမှာဓာတ်တန်ရရီနဲ့ပွဲချင်းပြီးသိဆုံးခဲ့ကြောင်းသိရှိရပါတယ်။သိဆုံးသွားတဲ့ကျန်းဖို့ပါတီရဲ့ကြီးဥက္ကဋ္ဌညွန်ဦးဟာ ။တနခါတော့ကြေးရွာအုပ်စုအတွင်းစစ်မှုတန်ကြီးလို့ဆိုက လာစဉ်တအိမ်ကိုငွေကြက်တောင်းချင်ကောက်ခံပြီး၎င်းနဲ့ဆက်ဆံရေးအစင်မပြေတဲ့ပြည်သူတွေရဲ့ဇယင်တွေကိုလည်းစစ်တပ်တံကိုပို့ဆောင်ကပေါ်တာဆွဲဖမ်းဆီးငွေညစ်နေသူဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီကောင်ကစစ်မှုထက်အကြောင်းပြပြီးကြေးရွာအုပ်စုထဲမှာလာစဉ်ပုံမှန်တောင်းချီကောက်တယ်။စကွေရီကစစ်မှုထမ်းအတွက်လူလာတောင်းရင်လေသူနဲ့ဆက်ဆံရေးအဆင်မပြေတဲ့ပြည်သူတွေရဲ့စည်ရင်ကိုပို့ပြီးနေအိမ်ထဲထိပေါ်တာဆွဲဖန်စီခိုင်းတာတွေလည်းလုပ်ပါတယ် ငွေညစ်ပြီးပြန်လွတ်ပေးတယ်။ငွေကြေးမပေးနိုင်ရင်စစ်မှုထမ်းတင်တဲ့ကျောင်းကိုတံမီပို့တော့လို့ဒေသတွင်းသတိရှိမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်သည့်အဖွဲ့ကလုတ်ဆောင်တီးကိုမသိရှိရသေးပေညုံဦးစင်းနေလာတဲ့စိုက်ကင်းနဲ့လက်ကင်ဖုန်းတွေကိုလည်းတိုက်ခိုက်တဲ့သူတွေကသိမ်းဆဲတော့ကြောင်းသိရှိရပါတယ်။ဒါအပြင်တနင်္သာရီတိုင်းပလောမြို့နယ်မှာကျက်ဖို့ပါတီမြို့နယ်ဥက္ကဋ္ဌနေအိမ်နဲ့အုတ်ချုပ်ရေးမှုယုံမိရှု ဖြက်စီခံရကြောင်းဒေသတွင်းတော်လှန်ရေးတရင်ရှိမြစ်ကဆိုပါတယ်။ နိုဝင်ဘာလ27ရက်နေ့ည10:00နာရီခန့်မှာပလောမြို့အမှတ်3ရပ်ကွက်ကန္နာလမ်းမှာရှိတဲ့ကြံ့ဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နဲ့အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုတွန်လိုင်းရင်အဖွဲ့တစ်ခုကဝင်ရောက်မိရှုရှင်းလင်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘယ်အဖွဲ့ကဝင်လုပ်တယ်ဆိုတာတော့မသိရသေးပါဘူး။ကြံ့ဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နဲ့အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့ပြကြသွားတာဟုတ်ပါတယ်။ဖြစ်စဉ်အပြည့်စုံတော့ထုတ်ပြန်ပါလိမ့်မယ်လို့ဒေတာရင်းတွန်လိုင်းရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ အစိုးရဝင်ရောက်ရှင်းလင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်သည့်တော်လိုင်းအဖွဲ့ကလှုပ်ဆောင်သွားသည်ကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့တိုင်ကြားခံရတဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝန်ကိုတာဝန်ကယာယီရပ်နားခဲ့ပြီးစုံစမ်းစစ်ဆေးမယ်လို့ NUG အတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံ အမြဲတမ်းအတွင်းဝန်မတ်ကြီးပြားနဲ့ခင်ပွန်းဖြစ်သူကိုညီညီမင်းတို့ဟာမလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်လို့ဆိုပြီးပြည်တော်စုဝန်ကြီးချုပ်ယုံဝန်တန်းဟောင်းတွေကတိုင်ကြားတာနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးပြီးတော့မှဖြစ်ကြောင်း NUG ကထုတ်ပြန်ခဲ့ပြီးတိုင်ကြားခံရသူကိုနိုဝင်ဘာလ22ရက်နေ့ကစတင်ကတောင်ဝန်ကနေရာယီရန်နာထားကြောင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ကဒီကနေ့နိုဝင်ဘာလ24ရက်နေ့မှာစောင်းရွက်ထားမှုအခြေအနေကိုအတိအပြီးထုတ်ပြန်ခဲ့ရမှာနိုဝင်ဘာလ19ရက်နေ့ရက်စွဲနဲ့ နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ထံကိုလိမ့်မှုထားတဲ့တိုင်စာဟာပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့မေးကိုရောက်လာခြင်းမရှိပေမဲ့နိုင်ငံတော်အကြီးအကဲဖြစ်သူယာယီသမ္မတထံရောက်ရှိခဲ့တဲ့အတွက်အဲ့ဒီကိစ္စဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ကနိုဝင်ဘာလ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့တိုင်ကြားသူတွေတိုင်ကြားခံရသူတွေနှစ်ဖက်သက်တည်တင်ပြမှုတွေရှိလာပါက တင်ပြတဲ့တက်တွေတွေတိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့တက်တွေတွေကိုခေါ်ယူစစ်ဆေးမှုအ мян ဆုံးဆောင်ရွက်ပြီးတွေ့ရှိချက်တွေအကြံပြုချက်တွေကိုဝန်ကြီးချုပ်ထံပြန်လည်တင်ပြဖို့တောင်းဝန်ပေးထားတယ်လို့ဆိုပါတယ်တိုင်ကြားစာအပေါ်မှာလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေစမှာတိုင်ကြားခံရသူတွေကိုနိုဝင်ဘာလ22ရက်နေ့မှာစတင်ပြီးတာဝန်မှယာယီရနာထားကြောင်းထုတ်ပြန်ခဲ့ကစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့လဲစောင်ရွက်ရန်ရှိတဲ့လုပ်ငန်းတွေစတင်စောင်ရွက်နေကြောင်းအသိပေးပါတယ်။ စစ်စစ်တွေ့ရှိကြများပေါ်မူတည်ပြီးလိုအပ်တဲ့ရည်ရည်ဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ပါတယ်။မကြည်ပြားနဲ့ခင်ပွန်းဖြစ်သူတို့ဟာလူခွင့်ရေးချုပ်ပေါက်တာအလွဲသုံးစားလုပ်တာအောက်ကတိလိုက်စားတာဝန်တန်းတွေအပေါ်နဲ့တော်လိုင်းအစိုးရအတွင်းမလျော့ဩဇာသုံးလွှမ်းမိုးချေလက်ဆောင်ရွက်နေတာလို့တိုင်ကြားသူတွေကစွပ်စွဲထားပါတယ်။တိုင်ကြားသူဝန်တန်းစနစ်ဦးရဲ့တော်လိုင်းအမိတွေနဲ့တိုင်ကြားထားတော့ဖြစ်ပြီးရုံးအဖွဲ့ဝင်တွေဦးစီးအရာရှိညွှန်ကြားရေးမှုလက်ထောက်ညွှန်မှု တွဲဘက်အတွင်းမှရင်မောင်းစတူရီပဝင်တာကိုဆာမတွေ့ရှိရပါတယ်။တိုင်ကြားစာမှာအမြဲတမ်းအတွင်းဝမကြည်ပြားရဲ့မောင်းမမှုမလျော်ဩဇာတုံဆွယ်မှုအလွဲတုံဆမှုအထက်ပါအောက်ဖိဇိုက်တွေကြောင့်2022ခုနှစ်ကနေ2025ခုနှစ်အတွင်းဝန်ကြီးချုပ်ယုံဝန်တန်း19ဦးယုံကိုစွန့်ခွာခဲ့ကြတယ်လို့တိုင်စာမှာဆွဆွဲထားပြီးမကြည်ပြားပုဂ္ဂိုလ်ကြီးအကျိုးစီးပွားအတွက် ဝန်ကြီးချုပ်ကိုပါကြိုးကင်ချေလေတဲလို့စာမျက်နှာ25မျက်နှာရှိပြီးအချက်ပေါင်း20ပါဝင်တဲ့တိုင်ကြားစာမှာဆွဆွဲရေးသားထားပါတယ်။တိုင်စာနဲ့ပတ်သက်လို့ကာယကရှင်မကြည်ပြားကနိုဝင်ဘာလ20ရက်နေ့မှာသူ့ရဲ့ Facebook ကနေပြန်လည်ရှင်းလင်းထားပါတယ်။တင်းငယ်တဲ့ပုံကိုကြီးမကြည်နဲ့ချက်တစ်ခုကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုံကိုကြီးတက်ခိုင်းမှုကိုပထမဦးဆုံးကြုံရခြင်းပဲဖြစ်ကြောင်းမကြည်ပြားကရေးသားထားပြီးအမြန်ဆုံးဇုံခုံဖွဲ့စစ်ဆေးဖို့တာဝန်ရှိသူတွေစီတောင်းဆိုထားသလို အပြည့်အဝပူပေါင်းဆောင်ရွက်မယ်လို့အတိပေးပါတယ်။နိုင်ငံရေးအရာတော်လိုင်းအခြေအနေတွေအကဲဆက်လာတဲ့ကာလမှာအန်ယူဂျီဝန်ကြီးချုပ်ယုံခေါင်းစဉ်နာမည်တက်ပြီးလွှဲမှားတဲ့ဆွဆွေးချက်တွေနဲ့နိုင်ငံရေးတိုက်ခတ်ချတာကိုလက်ခံမှာမဟုတ်ဘူးလို့လည်းမကြည်ပြားကရေးသားထားပါတယ်။သတင်းမှားတွေကိုသတင်းမီဒီယာကိုအင်တာဗျူးသူတွေတိုင်ကြားခြင်းကိုဥဆောင်ခဲ့သူတွေအနေနဲ့လည်းမိမိလို့ရဲ့အပေါ်တာဝန်ယူရမှာဖြစ်ကြောင်း မကြည့်ပြားကရေးသားထားသလိုဆွဆွေးချက်တွေအတွက်လူအရင်လူအပ်တယ်လို့ဆက်လက်ပြင်ရှင်းဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ